ဒီကနေ့တင်ဆက်ပေးမယ့်ဆောင်းပါးလေးကတော့ဝါတုမဟုရှမ်းပြည်အာနာကိုချုပ်ကင်ထားသည့်တရုတ်ဩဇာခံစစ်တပ်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုတော့ The Nation Thailand ထိုင်းနိုင်ငံအခြေစား၏ The Nation သတင်း website မှာဆောင်းပါးရှင် Prachabura Pavithi ရေးသားထားတဲ့ Red War China's Shadow Army Controlling Shan State Power သတင်းဆောင်းပါးကို TVB သတင်းဌာနကဘာသာပြန်ဆိုပြီးထားတာဖြစ်ပါတယ်။ ဒီဆောင်မလေးကိုတင်ဆက်ခွင့်ပြုပါရယ် DBB သတင်းဌာနအားဒေသစွာခွန်တောင်းအပ်ပါတယ်ဝါတိုင်းရင်သားအဖွဲ့ဟာရှမ်းပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုထိန်းချုပ်ထားတယ်လို့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်အကျိုးစီးပွားတွေကို ကာဝယ်ပေးနေတဲ့အဓိက တိုင်းရင်သားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်မူရစ်စီဝါမှောင်ခိုကူရာနဲ့တထုဒူဖော်ရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဝါတပ်ဖွဲ့ကိုအရေးယူဖို့ထိုင်းနိုင်ငံရဲ့အရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုနေကြပါတယ် ဒီကိစ္စတွေကိုအဓိကကြိုးကန်ပံ့ပိုးသူဟာတရုတ်ဖြစ်တယ်လို့လည်းသူတို့ကသုံးသပ်နေကြပါတယ်။ဒါပေမဲ့ထိုင်းအစိုးရစီကတော့ဘာတရားဝင်တုံ့ပြန်မှုမှမကြားရသေးပါဘူး။မဲဆိုင်မြို့မှာရေးကြီးပြီးတဲ့နောက်မဲဆိုင်မြစ်နဲ့နမ်ခုံမြစ်ထဲမှာအစိတ်အတောက်တွေဖြစ်နေတယ်လို့ NGO တွေကသတိပေးခဲ့ကြပါတယ်။ဒါကြောင့်ထိုင်းအစိုးရအနေနဲ့မြမအာနာပိုင်တွေရောဝါတပ်ဖွဲ့တွေနဲ့ပါတွေ့ဆုံဆွေးနွေးပြီး တချို့ဒူဖော့ရေးလုပ်ငန်းတွေရပ်တန့်အောင်ဖိအားပေးဖို့ NGO တွေကတိုက်တွန်းခဲ့ကြတာပါလက်ရှိမှာတော့ထိုင်းဆူရနဲ့လုံခြုံရေးအေဂျင်စီတွေဟာတချို့ဒူဖော့ရေးလုပ်ငန်းတွေနဲ့ဝါတက်ဖွဲ့တွေအကြောင်းသတင်းချက်လက်သိမရသေးဘူးလို့ဆိုပါတယ်ဒါကြောင့်ဝါပြတနာဟာလုံခြုံရေးအပြင်ပြည်သူ့ကျန်းမာရေးအတွက်လည်းစိုးရိမ်စရာဖြစ်နေပါတယ် Greenpeace Thailand အဖွဲ့ကလည်းထိုင်းဆူရကိုမြမအဆူရတရုတ်အဆူရအပြင်ဝါတက်ဖွဲ့တွေနဲ့စကားပြောဆိုပြီး တထုဒူဖို့ရေလုပ်ငန်းတွေကိုအပီးတိုင်းပိတ်သိမ်းဖို့တိုက်တွန်းခဲ့ပါတယ်။တရုတ်ဘာကြောင့်ပဝင်ပတ်သက်နေတာလဲ။ထိုင်းမှာ Red War လို့လူသိများတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကိုတရုတ်နိုင်ငံကအဓိက ထောက်ပံ့ပေးနေပါတယ်။ UWSP ဟာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် NDAA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPP SSA အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်ကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိနေပါတယ်။ကိုကန်းကနေဘာရီတင်ကန်းစာယူနိုင်မလဲ။လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ပွားခဲ့တဲ့တစ်တုံညာနှစ်ခွန်ဆစ်ဆင်ရေးမှာကိုကန်းတအောင်းနဲ့ရခိုင်မဟာမိတ်တုံးဖက်ဟာမြမစစ်တပ်အခြေဆိုင်စခန်းတွေကို အောင်မြင်စွာတိုက်ခိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ပေါင်း20ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာမြန်မာစစ်ကောင်စီအတွက်တော့အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့အခုနှစ်မှာတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့အဆိုပါအောင်ပွဲဟာတရုတ်ဩဇာလွှမ်းမိုးမှုကြောင့်မထင်မှတ်ထားတာတွေဖြစ်ခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့ကိုကန်တမရော်ဟာမဟာပြူဟာအရအရေးပါတဲ့လာချူမျိုးကိုမြမစစ်တက်စီပြန်လွှဲပေးခဲ့ရပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အဓိကမြို့ဖြစ်တဲ့လာရှိုဟာပထဝီနိုင်ငံရေးအရာအရေးပါလာပါတယ်။မိုးမိန်ရွှေလီကုန်းသွယ်ရေးဂိတ်ဟာတရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွက်သာမကမြန်မာနိုင်ငံအလဲပိုင်းအတွက်အဓိကဝင်ပေါက်နေရာတစ်ခုဖြစ်နေပါတယ်။ဒါ့အပြင် ရှမ်းမြောက်ဟာတရုတ်မြန်မာ စီးပွားရေးစင်ကြံ CMEC ရဲ့တစ်စိတ်တစ်ပိုင်းလေးဖြစ်ပါတယ်။ဒီစင်ကြံဟာတရုတ်ရဲ့ရဲဝင်းနဲ့ပိုလန်မှစီမံကိန်း BRI နဲ့မှပါဝင်ပြီး ဓာတ်ငွေ့ပိုက်လိုင်းတွေရေနံတည်ယူပို့ဆောင်ရေးနဲ့အနာဂတ်အမြန်ရထားစီမံကိန်းတွေလည်းပါဝင်ပါတယ်။တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးကာလာတုန်းကပေးအပ်ခဲ့တဲ့တရုတ်ရဲ့ရန်မုံငွေနဲ့လက်နက်ထောက်ပံ့မှုဟာတရုတ်နိုင်ငံကိုစိုးကျိုးတက်ရောက်စေတဲ့ရှမ်းမြောက်ကရာဇဝတ်ဂိုင်းတွေကိုနှိမ့်နှင်းဖို့သာအဓိကယူရခဲ့တာပါ။ကိုကန့်ကိုပိုင်အောက်ချုပ်ခွင့်ရဒေသကလူတွေဟာတရုတ်တိုင်းရင်းသားတွေဖြစ်ပြီးတရုတ်စကားပြောကြပါလေ။ဒါအပြင်ယူနန်ပြည်နယ်ကနေကုန်ပစ္စည်းပြည့်စစ်ပြီး ရေနံနဲ့အင်တာနက်ဝန်ဆောင်မှုတွေမှီခိုနေရလို့ကိုကန်တက်မတော်ခေါင်းဆောင်တွေဟာသူတို့အလို့ရှိတဲ့အတိုင်းလှုပ်ဆောင်နိုင်ခြင်းမရှိပဲအာမတန်မန်လျှော့ခဲ့ရပါတယ်။ဒါဟာဝကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့အတူတူပါပဲ။ဝတိုင်းရင်းသားတွေရဲ့တမိုင်းကိုပြောရမယ်ဆိုရင်ဝတွေဟာကောင်းဖြတ်မှုဆိုးတွေကနေစစ်တီတော်တွေအဖြစ်ပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်။မော်စီတုံးရဲ့အတွေးခေါ်တွေလွှမ်းမိုးခံရပြီးဗမာပြည်ကွန်မြူနစ်ပါတီ CPP ရဲ့ တက်ခိုက်ရေးတမားတွေဖြစ်လာခဲ့ကြပါတယ်1989ခုနှစ်မှာ CBB ကဝါအဖွဲ့ဝင်တွေဟာမြမစစ်အစိုးရနဲ့အပြစ်ခက်ရစဲရေးသဘောတူခဲ့ကြပြီးအထူးဒေသနှင်းလို့တီးကြတဲ့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသကိုရရှိခဲ့ပါတယ်1992ခုနှစ်မှာတော့ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုတည်ထောင်ခဲ့ပါတယ် UWSB ဟာသူတို့ရဲ့အုပ်ချုပ်ရေးစနစ်ကိုတရုတ်ကွန်မြူနစ်ပါတီပုံစံအတိုင်းပုံဖော်ထားပြီးအုပ်ချုပ်ရေးကိုနှစ်ပိုင်းခွဲထားပါတယ်။မြောက်ပိုင်းဝအထူးဒေသနဲ့ဒီဒေသကမြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းတန်လွင်မြစ်အရှိတ်မှာတည်ရှိပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံယူနန်ပြည်နယ်၊ပူအာပြည်နယ်၊မဲလီယန်တရုတ်လူမျိုးလားဟုနဲ့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရဲ့ညနေချင်းဆိုင်ဖြစ်ပါတယ်။ ဝမ်းမြောက်ပိုင်းမှာလူဦးရေ6သိန်းဝန်းကျင်ရှိပြီးရှစ်အင်အား3000ကျော်ရှိပါတယ်။မြို့တော်ကတော့ပန်းဆန်းပန်းခမ်းဖြစ်ပါတယ်။တောင်ပိုင်းဝါဒီဒေသဟာရှမ်းပြည်နယ်တောင်ပိုင်းမှာဩဇာလွှမ်းမိုးမှုရှိပြီးထိုင်းနိုင်ငံချင်းမိုင်ပြည်နယ်ကဖန်မေအိုင်ဝင်းဟိုင်းချင်းတောင်ခရိုင်တွေအပြင်မဲဟောင်ဆောင်ပြည်နယ်ကပမာဖာခရိုင်တို့နဲ့နယ်နိမိတ်ချင်းထိဆက်နေပါတယ်။ရွှေမြို့ဟာတောင်ပိုင်းဝါရဲ့မြို့တော်ဖြစ်ပြီး မူရစီဝါထုတ်လုပ်ရေးဗဟိုဌာနလည်းဖြစ်ပါတယ်။ဒီဒေတာကိုတောင်ပိုင်းဝတ်တဖရဲ့တက်မှုဖြစ်တဲ့ဝေဆန်ရင်ဝေဆန်ကန်ရဲ့ညီကထိန်းချုပ်ထားပါတယ်။ဝတ်တဖညာတောင်ဘက်သို့ခြိတက်ခြင်း။စီအခိအတွင်းတို့ကထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ်ဟာမြန်မာစစ်တပ်ကိုတားဆီးဖို့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ Sepusic ရွက်စစ်ဦးဆောင်တဲ့တောင်ပိုင်းရှမ်းတိုင်းရင်းသားတပ်မတော်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုကြားခံအဖြစ်အားကိုးခဲ့ရပါတယ်။စီအေခေပြီးတဲ့နောက်မှာတော့မြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန်ဟာ UWSP နဲ့ညှိနှိုင်းခဲ့ပါတယ်။ပန်ဆန်းနဲ့တရုတ်နယ်စပ်အနီးကတခြားမြို့ငယ်လေးတွေကဘဝလူမျိုးတွေကိုထိုင်းနိုင်ငံချင်းပိုင်နဲ့ချင်းရိုင်းပြည်နယ်တွေနဲ့ညနေချင်းဆိုင်ဖြစ်တဲ့မိုင်းဆက်နဲ့မိုင်းတို့မျိုးတွေမှာပြန်လည်နေရာချထားပေးခဲ့ပါတယ်။ လုံခဲ့တဲ့အနှစ်20လောက်ကဝါလူမျိုး10000ကျော်ဟာမြောက်ပိုင်းမြန်မာကနေတောင်ဘက်ကိုပြောင်းရွှေ့လာပြီးအခြေချနေထိုင်ခဲ့ကြပါတယ်။ဂျာဟာဆက်ပြွက်စစ်ရွက်ဆက်ဦးဆောင်တဲ့တောင်ပိုင်းရှမ်းတမရော RCSS ရဲ့အင်အားကိုအင်အားချိန်ကွင်းရှာညှိဖို့ရည်ရဲတဲ့မူဝါဒတစ်ခုကြောင့်ဖြစ်ပါတယ်။တရုတ်ရဲ့ဩဇာခံရှမ်းတောင်ပိုင်းတိုင်းရင်းသားတမရော်များ2025ခုနှစ်အေပီလာကကျင်းပခဲ့တဲ့ UWSP ပါတီကွန်ဂရက်မှာ ပေါယူချန်ဝါဘာသာစကားနဲ့တက်စလောင်ပန်းလို့လူသိများတဲ့သူကိုလည်းပါတီဥက္ကဋ္ဌနဲ့စစ်ဖက်အကြီးအကဲဖြစ်အတည်ပြုခဲ့ပါတယ် UWSB နဲ့ UWSC တို့ဟာရှမ်းပြည်နယ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၄ဘက်ကိုပံ့ပိုးပေးနေပါတယ်အဲ့ဒီအဖွဲ့တွေကတော့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA သို့မဟုတ်မိုင်းလာတပ်မတော်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ၄ရှမ်းပြည်နယ်အရှေ့ပိုင်းကရှမ်းတိုင်းရင်းသားတွေကိုကိုစားပြုပါတယ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA တို့မဟုတ်ကိုကန်တမတော်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ကိုကန်တိုင်းရင်းသားတွေကို ကိုစားပြုပါတယ်ရှမ်းပြည်တိုတက်ရေးပါတီရှမ်းပြည်တမတော် SSPB SSA ရှမ်းမြောက်ကချင်ပြည်နယ်ဟဲရွာမှာရုံးချုပ်ဆိုင်ပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတအောင်အမျိုးသားလွတ်မြောက်ရေးတမတော် PSLF TNLA ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ၃ ပလောင်တိုင်းရင်းသားတွေကိုကိုစားပြုပါတယ်။ဝါတက်ဖက်နဲ့အဆိုပါတိုင်းရင်းသားတမတော်တွေဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေကိုအဓိကကာကွယ်ပေးနေတာပါ။သူတို့ဟာရဲဝင်းနဲ့ပိုလန်မှာစီမံကိန်း BRI ရဲ့အရေးကြီးလမ်းကြောင်းတွေဖြစ်တဲ့တံငွေပိုက်လိုင်းတွေ၊ရေနံသေယူပို့ဆောင်ရေး၊စိတ်ကန်းတွေနဲ့အနာဂတ်အမြင်ရထားစီမံကိန်းတွေကိုကာကွယ်ပေးနေပါတယ်။တရုတ်အစိုးရဟာဒီတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအပေါ်ဩဇာလွှမ်းမိုးမှုရှိနေတာဟာ မြန်မာစစ်အစိုးရအတွက်လည်းအကျိုးရှိပါတယ်။ဘာလို့လဲဆိုတော့ဝါတပ်ဖွဲ့နဲ့သူ့ရဲ့မဟာမိတ်တွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပူးပေါင်းမှုမရှိတာကြောင့်ပါပဲ။